ပရိသတ်များအားလုံးမင်္ဂလာပါဒီနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်ကားလေးကတော့မြန်မာတွင်နဲ့လည်းမစိမ့်နေတမိုင်းတစ်ခုဖြစ်တဲ့အယုဒ္ဓယာနိုင်ငံရဲ့မိဖုရားအကြောင်းကိုအသေးစိတ်ရိုက်ကူးထားတဲ့ဧကတိလက်စားအပိုင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်နန်းတော်ရဲ့စည်းကမ်းတွေကိုချူပေါက်ခဲ့တဲ့မြင့်ကျင်နာကိုဘီယင်းမင်းမြက်ကတည်တံ့ချမှတ်လိုက်ပါတယ်ဘီယင်းမင်းမြက်ကသူ့ပေးခဲ့တဲ့လက်စုပ်ကိုပြပြီးအခွင့်အရေးတစ်ခုကိုတောင်းဆိုဖို့အရေးအယံပြသနေပြီးမြင့်ကျင်နာကလက်စုပ်ကိုထုံမသုံးခဲ့ပါဘူး အဲဒါကြောင့်ဘီအမေမြက်ကပဲအမိကိုပြန်ပြောင်းပြီးချိန်တန်အချက်20ကိုသာချမှတ်လိုက်ပါတယ်။မဲကျင်တာကိုချိန်တန်အချက်20ရိုက်နှက်နေချိန်တက်ဖက်ပါလေမဟုတ်မမှန်ဆုံးခဲ့တဲ့ပုံနာကြီးဗရာလော်တီကိုပြင်းနေနေပေးနေခဲ့ပါတယ်။ပြင်းနေနေပေးခံရတဲ့ပုံနာကြီးကိုချစ်ရာဝူရီကလာရောက်တွေ့ဆုံပြီးငွေအသက်ပြားတချို့ကိုပေးကမ်းလိုက်ပါတယ်။ထို့အခါပုံနာကြီးကသူဟာမဲကျင်တာရဲ့ဇာတာကိုတွက်ချက်ပြီးကြောင်းနေသူမဟာအယုဒ္ဓယရဲ့ပျက်စီးခြင်းကိုယူဆောင်လာတာဖြစ်တာကြောင့်သူမကိုရှင်းပြရမယ်လို့ပြောသွားခဲ့ပါတယ်။ တပ်ဖက်မှာတော့ဘီအမင်းမြက်ကမဲကျင်နာစီကိုရောက်လာခဲ့ပြီးသူတည်တန်းချမှတ်တုံးကလက်စုပ်ကိုဘာလို့မတုံးတာလဲလို့မိခဲ့ပါတယ်။အရှင်ကဘလူးစီရင်မလဲဆိုတာသိချင်းလို့ပါ။ပြီးတော့အရှင်ရဲ့ဘောသစ္စာရှိတဲ့သူတယောက်ကိုတည်တန်းချမှတ်ဖို့အမိန်ပေးမှမဟုတ်ဘူးလို့မဲကျင်နာကပြန်ဖြေလိုက်ပါတယ်။သူ့အဖြေကိုကြတော့ဘီအမင်းမြက်လည်းသဘောတော်ကျသွားခဲ့ပါတယ်။ကိုလုတ်တော်တန်ယုံနေသူမကြီးအထင်းတော်တို့မဲကျင်နာတည်တံမှလွတ်မြောက်သွားတဲ့အကြောင်းပြောနေကြစဉ်တိတ်ငဲ့တကောင်ပြန်သွားတာကိုမြင်တွေ့လိုက်ရပါတယ် ထိုသိင်းငယ်ကမဲကျင်တာနန်းဆောင်ဘက်ကပြန်လာတာဖြစ်လို့သူ့မအတွက်အကြံကောင်းတစ်ခုရသွားခဲ့ပါတယ်။တညမှာတော့ချစ်တော်ဝတီစီကိုဘရင်မင်းမြတ်ရောက်လာပြီးကိုလုတော်အစ်စ်တွေသူနဲ့မတွေ့ရအောင်လုပ်တာဟာမင်းမင်းရဲ့အကြံမဟုတ်လားလို့ပြောပြီးစူးငေါနေခဲ့ပါတယ်။ဒုအကချစ်တော်ဝတီလည်းအရှင်ကိုခါစားခဲ့တာအချိန်များစွာကြာခဲ့ပြီဖြစ်တာကြောင့်မိဖုရားအဖြစ်ခန့်အပ်မဲ့သူကသူ့မပဲဖြစ်တင်တာမဟုတ်လားလို့မိလိုက်ပါတယ်။မင်းမင်းရဲ့သစ္စာဆောင်သိမှုကိုတော့နားလေပါတယ်။ဒါပေမဲ့အမေရိကန်သားကိုမွေးဖွားပေးနိုင်သူကပဲမိဖုရားအဖြစ်ခန့်အပ်ခံရမယ်လို့ပြောတာကြောင့် ဒါဆိုရင်အခုပဲကျွန်တော်မျိုးမကိုတော်ဝင်သားမွေးဖွားနိုင်အောင်ပြုလုပ်လိုက်ပါတော့လို့ချစ်ရဝူဒီကဆိုလိုက်ပါတယ်။ဒီလိုနဲ့ဘေးမင်းမြတ်နဲ့ချစ်ရဝူဒီတို့ပန်ဝေးချခွေလိုက်ကြပါတော့တယ်။နောက်တနေ့မနေ့မှာတော့ကျင်းသားစီကိုတန်ယုံရောက်လာပြီးကြောကတန်းရတဲ့အတွက်သူယူလာတဲ့စီကိုကိုယ်တိုင်လိမ့်ပေးနေခဲ့ပါတယ်။သူမဒီကိုလာရခြင်းကအကြံနဲ့လာတာဖြစ်လို့သူမ၏အထင်းတော်ဟာကျင်းနာနန်းဆောင်လေးကိုဝင်ရောက်ရှာဖွေနေခဲ့ပါသည်။မြေစာတချို့နေငှက်လောင်ရင်ကိုတွေ့သွားတာကြောင့်ကျင်းနာကြီးမှာတကယ်ပဲစာပို့သိမ်းငံ့မွေးထားကြောင်းသိကြသွားခဲ့ပါသည်။ ရက်ကောင်းရက်မြက်နေ့တနေ့မှာကိုလုတ်တော်လေးဦးကိုဝဲတော်အတီးတီးချင်းမြင့်တဲ့အခမ်းအနားပြုလုပ်ခဲ့ကြပါသည်။အခမ်းအနားပြီးကန်ဒီမှာချစ်တော်ဝရီကမူလဲသွားလို့အခမ်းအနားကိုတလောင်းနဲ့ရန်နာလိုက်ရပါသည်။အခုရက်ပိုင်းအရှင်မင်းကြီးကိုတက်ဖို့ကြံစည်သူတွေအရင်ကထက်ပုံမျိုးများပြလို့နေခဲ့ပါသည်။ပုံနာဝါမွန်ကတော့သူ့ရဲ့ချစ်သူကျင်နာကိုတွေ့ရဖို့အဖွားတယောက်ကူညီနေသူ့ကိုယ်သူရုပ်ဖြတ်ပြီးနန်းတော်တွေဝင်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ကျင်နာနဲ့တွေ့ခွင့်ရခဲ့ပြီးအဲ့ဒီညမှာပဲအရှင်မင်းကြီးနဲ့ကျင်နာတို့မစ္စကူဒူးမဲ့ညဖြစ်နေခဲ့ပါတယ်။ ကိုချစ်သူဂျင်နာနဲ့ဘီအမင်းမြတ်တို့မူစကူတူးမဲ့ကိစ္စအတွက်သူကိုယ်တိုင်ရေချိုးတန့်စင်ပေးနေခဲ့ရပါတယ်။မဲဂျင်နာလည်းအရှင်မင်းမြတ်စီရောက်လာခြင်းဝါမွန်ကတော့အဝေးကနေချောင်းကြီးနေခဲ့ရပါတယ်။မဲဂျင်နာကအရှင်ရှိမအတင်အနေထားပြင်ထားလိုက်ပါတယ်။ဒီလိုအချိန်မှာတောင်ဘီအမင်းကြီးကဘသူကိုမှမယုံနာကြောင်ဓာတ်ကိုသေးစားချတာပါတယ်။မဲဂျင်နာကစတိုးကိုနှုတ်ပြီးမင်းကြီးကိုတတ်မဲ့ပြူမှာမင်းကြီးစီကငိုတန်းထွက်လာတာကြောင့်အစီအစဉ်ပြတ်သွားပြန်ပါတယ်။ဒီလိုနဲ့ဝါမွန်တက်မှုထားတဲ့ပန်တပွင့်မင်းကြီးစီမှာအကျွေးခံလိုက်ရပြီပဲဖြစ်ပါတယ်။ တရက်မှာတော့ချစ်ထွာဝရီဟာအစာလဲမဝင်ဘူးအန်လဲအန်တယ်ဆိုတဲ့သတင်းကနန်းတွင်သူတွေကြားပြန့်နေနေခဲ့ပါတယ်။လောင်ဝန်ခန်းနဲ့ဘီရင်မင်းကြီးရဲ့အနီးကပ်ဆောင်ရှောက်သူဖီခန်းတို့ကဆွေမျိုးတော်ဆက်တာကြောင့်သူမနဲ့ရှင်မင်းကြီးတွေ့ရဖို့ဖီခန်းကိုကူညီတောင်းနေခဲ့ပါတယ်။ချစ်ထွာဝရီစီမှာကိုဝင်းဆောင်တဲ့လက္ခဏာတွေကြားသိနေရတာကြောင့်ကျင်သားလဲရှစ်ဆက်ဘာလုံးရမလဲသိရဖို့ချစ်သူဝါမှုစီသွားတွေ့ဖို့အထင်းတော်တင်တင်ကိုစေလွှတ်လိုက်ပါတယ်။အထင်းတော်တင်တင်လေဝါမွန်နဲ့တွေ့တဲ့အခါချစ်ထွာဝူဒီရဲ့ကိုဝင်ပြတ်ကြစီဖို့ကိုဝင်ပြတ်စီပေးလိုက်ပါတော့တယ်။ ဒီလိုနဲ့မဲကျင်တာဟာချစ်တော်ဝီစားမဲ့တဲမှာကိုဝင်ပြည့်စည်တဲ့ဖို့ဖြစ်လာခဲ့ပါတော့ဒီအရှင်မင်းကြီးကတော့စစ်မြေပြင်မှာပုံကန်သူတွေအတွက်နဲ့စိတ်ရှုံလို့နေခဲ့ပါတယ်အဲ့ဒီအချိန်မှာဖီခန်းကအရှင်မင်းကြီးကိုအလုအကျွေးပြုစုဖို့လာဝန်ခန်းကိုဖြားလိုက်တဲ့တဲ့ခေါ်လာခဲ့ပါတယ်အရှင်မင်းကြီးနဲ့လာဝန်ခန်းတို့အစာပြုနေချိန်လေးသမားတယောက်ရဲ့လှုပ်ကြံမှုကြောင့်လာဝန်ခန်းလက်မောင်းကိုမျှတိမှန်သွားခဲ့ရပါတယ် ရှင်မင်းကြီးရဲ့အနီးကပ်စောက်ရှောက်ခွင့်ရသွားတဲ့လာဝန်ခန်းကဖီခန်းကိုကျေးဇူးတင်ကြောင်းပြောနေချိန်တိရဝတီစီမှာကိုဝင်သုံးလရှိနေပြီဆိုတဲ့အကြောင်းကိုဖီခန်းကပြောရတဲ့အခါလာဝန်ခန်းမျက်နှာပြတ်သွားခဲ့ရပါပြီ။အဲ့ဒီညမှာပဲကျင်နာနဲ့အထိန်တော်တို့ချစ်တော်ဝတီကိုစိတ်ခတ်ဖို့ကြံစီနေခဲ့ကြပါတယ်။နောက်တဲ့နေ့မှာပဲချစ်တော်ဝတီပိုင်နာခြင်းနဲ့အတူကိုဝင်ပြတ်ကျသွားခဲ့ရပါပြီ။အရှင်မင်းမြတ်ရောက်လာပြီးမိတဲ့အခါချစ်တော်ဝတီစိတ်ခတ်ခင်ရကြောင်းသိလိုက်ရပါတယ်။အရှင်မင်းကြီးလက်တော်သဘုံထားပြီးနန်းရင်းတဲကလူတွေအကုန်လုံးကိုစစ်စစ်မေးမြန်းမှုစတင်မာတော့တယ်။ မဲကျင်နာနန်းဆောင်ထဲမှာလေတလက်မှမကြံအောင်ရှာဖွေနေကြပါသည်ကျင်နာတို့မှာလေသူတို့စေဘူးတည်သွားမလားဆိုရင်နေကြရပါပြီတစ်ဖက်မှာရှိတယ်လာဝန်ခန်းနန်းဆောင်ကိုရှာဖွေတဲ့အခါစိတ်ပူစရာမလိုဘူးဘာမှကြောက်စရာမလိုဘူးလို့အထင်းတော်ကနှစ်သိမ့်ပေးနေရပါတယ်တန်ယုံရဲ့အဆောင်မှာရှာဖွေကြတဲ့အခါအရှင်မတန်ယုံကတော့အိမ်တွေမပြတ်တည်ငြိမ်လို့နေခဲ့ပါတယ်ကျင်နာလေသူဖွက်ထားတဲ့စေဘူးကိုဖွက်ထားတဲ့နေရာမှာမရှိတာကြောင့်သူမကြီးအထင်းတော်ကိုမြင်မြန်လိုက်ပါတယ်။ထို့အခါအထင်းတော်ကလည်းသူယူထားတာဖြစ်ကြောင်းနဲ့ မဟုတ်ရင်သူတို့တွေတွေ့သွားပြီဖြစ်ကြောင်းပြောပါတယ်။တကယ်တော့ဂျင်နာဟာကိုဝင်ပြည့်စည်ကိုအတုံးမပြူရသေးပါဘူး။အခုလိုဆိုတော့သူအစာထိန်တော်ကလုံဆောင်လိုက်ပြီဆိုတာသိသွားခဲ့ရပါတယ်။သူတို့နေအောင်စကားအခြေတင်ပြောနေရင်စေဘူးကလွတ်ကျသွားခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ထိုးချိန်မှာပဲအထင်းတော်ဆဲပြန်ရောက်လာခဲ့ပြီးထိုးစေဘူးကိုတွေ့ရှိသွားခဲ့ရပါတယ်။အထင်းတော်ထင်တင်ကတော့စေဘူးကိုသူ့ယူထားပေမဲ့ကျင်းသားရဲ့အမေမိရတာကြောင့်စေကိုသူမခက်ခဲ့ဘူးလို့သာညင်းဆိုနေခဲ့ပါတယ်။ တော်ဝင်အမိတ်နဲ့ကိုလှုပ်တော်ကျင်နာကိုစစ်စစ်မေးဘူးအရှင်းရှင်းမှကိုတင်သွင်းခံရပါတယ်မဲကျင်နာရဲ့ဆေးကိုစစ်စစ်ကြည့်တဲ့အခါကိုဝင်ပြက်စေးမဟုတ်ပေအနှင်းငယ်သုံးဆွဲရင်ဆေးဘက်ဝင်မိမိအသုံးပြုဖို့များရင်တည်စေနိုင်တဲ့ဆေးဖြစ်နေခဲ့ပါတယ်အရှင်းမင်းမြက်ကမဲကျင်နာကိုသူ့ကလေးတတ်တဲ့သူလိုပြောဆိုနေပြီးတည်တံ့ကြခံရမယ်လို့ဒေါသတကြီးပြောလိုက်ပါတော့တယ်ထို့အခါမဲကျင်နာလေးသူ့မလှုပ်ကြောင်းနေဒီဆေးကတည်စေနိုင်တဲ့ဆေးဆိုရင်ချစ်ထာဝရီကဘာလို့မတည်သေးတာလဲလို့မေးလိုက်ပါတယ် ချစ်ရဝတီကိုကိုဝင်ပြအောင်ပြုလုပ်သူမှာတခြားတယောက်ဖြစ်တာကြောင့်မနှက်ဖြန်နေမွန်းတဲ့ချိန်မှာတရက်ခန်းကိုရှာမတွေ့ခဲ့ရင်ဒီဘူးတွေကအစိတ်ကိုတောက်ပြီးကိုကိုကိုအဆုံးစီရင်လိုက်မယ်လို့ဆိုပါတယ်။အဲ့ဒီညမှာပဲအစိတ်ကိုကိုဝင်ပြစီလို့လိန်ခဲ့တဲ့ဝါမုံကိုစိတ်ဆူကြောင်ပြပြနေခဲ့ပါတယ်။မနှက်ဖြန်မွန်းတဲ့ချိန်မှာတရက်ခန်းကိုတွေ့အောင်ရှာရမှာဖြစ်လို့ယခုညတည်းကစုံစမ်းရေးစတင်ခဲ့ကြပါတယ်။မဲကျင်နာနဲ့ထင်းထင်းတို့နှစ်ယောက်စပိုးဆောင်ကိုသွားတဲ့လမ်းမှာတန်ယုံနဲ့ထိတ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ စစ်ခတ်တဲ့အမှုကိုတန်ယုံကလည်းစုံစမ်းနေခဲ့ပြီးချစ်ထရာဝတီစားတဲ့ပွဲတော်အုပ်ကကျန်နေတဲ့တချို့ကိုယူလာခဲ့ပါတယ်။ထူဟင်းအကြံကိုစစ်ဆေးကြည့်တဲ့အခါပုံမှန်မဟုတ်တဲ့အနံ့တမျိုးရနေတာကြောင့်ဒီဟင်းထဲမှာတယောက်ယောက်ကစစ်ခတ်လိုက်တာလို့ကောက်ချက်ချခဲ့ကြပါတယ်။တန်ယုံခုလိုကူညီတာဘာပြန်ပေးဆက်ရမလဲလို့ဂျင်နာကမိတဲ့အခါအခုတော့မလိုသေးဘူး။တနေ့ကျရင်တော့နင်ငါကိုပြန်ပေးဆက်ရမယ်လို့တန်ယုံကပြောလိုက်ပါတယ်။တပတ်မှရှိတဲ့လောင်ဝခန်းကတော့အိမရဖြစ်နေခဲ့ပြီးသူ့ရဲ့လုပ်ရက်တွေအတွက်စိုးရိမ်လိုနေခဲ့ပါတယ်။ ထိုအခါအထင်းတော်ကတက်တီတွေအလုံးကိုသူလွင့်ပစ်လိုက်ပြီးဖြစ်တာကြောင့်မစိုးရိမ်မှုပြပြနေခဲ့ပါတယ်။ဒါပေမဲ့လာဝန်ခံအထင်းတော်ဟာသူလွင့်ပစ်ခဲ့တဲ့ဈေးတုပ်ကိုရှာဖွေနေကြတာတွေ့သွားမှဆိုတာကြောင့်ဈေးတုပ်ကိုမိရှုဖို့တွားရောက်ခဲ့ပါတယ်။သူပစ်ခဲ့တဲ့ဈေးတုပ်ကိုမိရှုမယ်အပြုမှာအထင်းတော်ထင်းတင်းတို့နဲ့တွေ့သွားပြီးဖမ်းမိသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ချစ်တရာဝတီစားတဲ့အစာထဲမှာရှိခဲ့သူဟာလာဝန်ကဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ပါသည်ချစ်တရာဝတီလည်းဒေါသပုံထအောင်ချမ်းပါတော့တယ် အရှင်မင်းမြတ်လည်းတရားခံဖြစ်သူလာဝန်ခန့်ကိုတည်တံချမှတ်စေခဲ့ပြီးမှားရွတ်ဆက်ဆက်ခံရသူမဲ့ကျင်နာကိုတောင်းပန်နေခဲ့ပါသည်။မှားရွတ်ဆက်ဆက်ခံရတဲ့မဲ့ကျင်နာကိုလုံမူဒီကိုပြန်ပြီးအဖေနဲ့တွေ့ဝင်ပြလိုက်ပါသည်။သူမ၏ဖခင်ကလည်းဝမ်းမြောက်ဝမ်းသာကြိုဆိုနေခဲ့ပြီးအရန်တော်တဲ့သူ့ရဲ့တမီးကိုချီးကျူးပြောဆိုနေခဲ့ပါသည်။သူမဟာမင်းကြီးရဲ့အပါမှာနေခွင့်ရယုံနေမှာပဲနိုင်ရည်ပြည်ရည်တွေပါဆင်းနေခွင့်ရနေပြီဖြစ်ကြောင်းဝမ်းသာစွာပြောပြနေခဲ့ပါသည်။ ဝါမွန်ရဲ့ဖခင်ပုံနာကြီးဝါစုထက်ကလည်းသူတို့ရဲ့အကြံစီတွေမကြခင်အောင်တော့မှာပါလို့ပြောပြီးပြုံးနေခဲ့ပါတယ်။ဒီလိုဆိုရင်အရှင်မင်းကြီးရဲ့ယုံကြည်မှုကိုရသွားတဲ့မေဂျင်နာတရားထီနန်းကိုရယူဖို့အတွက်ဘလို့အစီအစဉ်တွေနဲ့ဘလို့လှုပ်ဆောင်အောင်မလဲဆိုတာကိုအပိုင်းသုံးမှာဆက်လက်ကြည့်ရှုပေးကြပါအောင်ရှင်။